အဲ့ဒါပဲအမြဲတမ်းပြောလဲဆိုတော့မြန်မာနိုင်ငံသားတွေကဂျင်းတဲ့ခံတာရတယ်။ဝါရမိုင်းတိုက်ခံတာရတယ်။ကြည့်လိုက်လို့ရှိရင်2008ကစစ်သားတွေရေးတာပါစစ်တပ်ကရေးတာပါဆိုပြီးတော့ NLD နဲ့88သမားတွေကဂျင်းထဲတယ်။နော်။ပြီးတော့ referendum လုပ်တယ်။ကျွန်တော်တို့ចောင်းသားဘွားဗျ။နော်။ကျွန်တော်တို့ចောင်းသားဘွားအဲ့ဒါနာဂစ်ကာလာကြီးနာဂစ်ပြီးသွားတော့နာဂစ်မတိုင်ခင်ကကျွန်တော်တို့ရန်ကုန်တိုင်းမှာ referendum မလုပ်ဘူးနော်။ နာခစ်ပြီးသွားမှရန်ကုန်ထဲမှာရှိတဲ့မြို့ပေါင်း40နဲ့ ARD တိုင်းနဲ့ခုနှစ်မြို့အလုံး48မြို့ထပ်ပြီးတော့ Revenant ထပ်လုပ်တာနော်ကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့ចောင်းစိဝစ်စုံလေးတွေနဲ့နော်မမ်းမိသေးတဲ့အခုချိန်ထိနော်စိုင်းပုတ်အမစိုင်းပုတ်ကြီးတွေဝါတိုင်းတွေကင်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်သွားခဲ့ရတာပါနော်ခင်ဗျားတို့မသိရင်လေ့လာပါမသိရင်လေ့လာပါဝယ်မဖတ်နိုင်လို့ရှိရင်လာလာနားထောင် မျိုးသားညီလာခံကြောင်းစာကိုဝယ်လို့ရတယ်ဝယ်လို့ရတယ်ဒါပေမဲ့အစ်စ်တော်မရဘူးပေါ့အဟောက်ဆိုင်မှာသွားရှာခင်ဗျားတို့မတိလို့ရှင်ရှက်စရာကြီးအရင်တုံးအလုံးတယ်လို့လူတွေထင်တယ်တယောက်ကလည်းလာလဲမင်းကဘသူပြောတာလဲဘယ်စာအုပ်မှာရေးတာလဲဟာအဲ့လောက်ထိတုံးရင်နိုင်ငံရှေ့ဆက်သွားလို့မရဘူးဗျကျွန်တော်တို့ကအမုတ်ခံပြီးပြောနေဆိုတာနိုင်ငံရှေ့ဆက်သွားစီခြင်းလို့နိုင်ငံသူနိုင်ငံသားတွေကိုနော်တက်မတော်ကြီးနဲ့အတူတူနိုင်ငံအရွေးတစ်ခုမှာ ဥဆောင်စီခြင်းလို့အဲ့လိုဥဆောင်ပါများမှတတ်မတော်ကနေပြီးတော့ဟာဒီကောင်းနေစင်ပြေလာပြီဒီကောင်းနေတင်တဲ့အရသားတွေကလည်းအစင်ပြေလာပြီဒီကောင်းနေမျိုးသားအကျိုးစီးပွားကိုစိတ်ဝင်စားလာပြီဒီလိုစိတ်ဝင်စားလာတော့ငါတို့25ရာခိုင်နှုန်းထိုင်နေလို့မရတော့ဘူးငါတို့လိုက်တည်နေထွက်ကမယ်ဒီလိုဖြစ်ကမနော်ယူတတ်ကလည်းမယူတတ်ဖဲနဲ့ပေးပါပေးပါစွတ်တောင်းအကျန်းကင်ပြီးစွတ်တောင်းလို့မရဘူး တိုင်းပြည်မှာကလမ်းဘေးကကောင်ပြောရုံနဲ့အမှန်နဲ့ဗျာမှန်နဲ့မှန်နဲ့မှန်နဲ့နော်ကျွန်တော်ဆိုခင်ဗျားတို့ကိုပြောခဲ့တာလဲကြာပြီစာအုပ်တွေလည်းဖတ်ပြခဲ့တယ်ခင်ဗျားတို့အခုမှမဟုတ်ပါဘူးနော် Facebook သုံးလုံးကလည်းဒီလိုပဲကျွန်တော်ကြောင့်တော်တော်များများတိကြပါတယ်အဲဒီခါကကြာရင်တော့ကျွန်တော်ကခင်ဗျားတို့အောက်ကဘယုတ်သူကကြာရင်ကျွန်တော်ကအဲ့ဒါကျွန်တော်ပြန်ကြမ်းအောင်အဲ့ခါကြာတော့ကောင်းလားမကောင်းဘူးနော်ကျောင်းနိုင်ငံဗုဒ္ဓဘာသာနိုင်ငံဗျနော်ယဉ်ကျေးတဲ့နိုင်ငံ မကောင်းဘာလို့မှလဲအမုန်းတရားတွေနဲ့အဲ့တော့နော်အခုအပိုင်းကနော်59စာလုံးနဲ့ပတ်သက်ပြီးတော့ပြောတာ59စာလုံးအနာဂတ်59စာလုံးနဲ့အနာဂတ်မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အဲပြောပြတာဖြစ်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်နောက်တစ်ပိုင်းဆက်သွားပြီးမယ်